အခုက iPhone 10တွေကျွန်တော်တို့ပြုံးနေရဆိုရင် ဖြုတ်ရတဲ့နည်းပေါ့ဒါကတော့ဟိုအရင်တော့ရတယ်ဖြုတ်တဲ့နည်းတိုင်းပဲကျွန်တော်ကဖြုတ်မှာပေါ့နော်အဲ့ဒါဒီကိုဟိုတီးပြီးသားသူကတော့များပါတယ်ဒါကတော့မသိတဲ့သူတွေအဲလိုအပ်ရင်ကျွန်တော်ဒါလေးကိုမိညက်ပြီးလုံးလို့ရအောင်ဆိုပြီးတော့ကျွန်တော်ပြောပြမှာပေါ့နော်ဘာတွေလိုလဲဆိုရင်ကျွန်တော်ကဒီ 2U1 ဆက်အဲစားဆက်ပေါ့နော်စားဆက်ကိုကျွန်တော်က mini set လေးနေတော့မသုံးပြန် မီနီဆက်လေးတွေကျွန်တော်တုံးကြည့်တာလေးတိတ်သဘောမကျတာလေးတွေ့လို့ပေါ့သူကကျတော့အဲဒီဒီဒီဆက်ကြီးတွေじゃသူတို့ကလေအားကိုလေအားထားပြီးတော့တစ်ထားရင်သူကတစ်တိုင်းပဲနေတယ်ဝင်းနေယုံရမယ်ဆိုရင်သူရက်ချင်ရက်မယ်ပေါ့နော်မီနီလေးတွေကကျတော့အဲ့လိုမျိုးမဟုတ်ဘူးသူကလေအားကတကယ်လို့တစ်ထားတာလို့ဝင်းယုံရမယ်ဆိုရင်သူကလေအားကိုထပ်တင်လိုက်တဲ့နေထားမှာပုံမြင်တော့တာမျိုးတွေဖြစ်နေလို့ပေါ့နော်ဝိလဲဝိတယ်ပူလဲမြင်တယ်အဲ့လိုမျိုးဖြစ်နေရမျိုးじゃအန်နေများတယ်လို့ထင်တယ် သူ့ရဲ့ဝင်မဲယုံယုံဝင်ယုံရတဲ့အနေထားမှာပဲဖြစ်ဖြစ်သူ့ရဲ့ level အားတိုင်းလဲနေရလေးကိုသဘောကျတယ်ပေါ့နော်အဲ့ကျကျွန်တော်တို့ကဒီကောင်ကိုစားပြီဆိုရင်ပြင်းအားကိုလည်းအမြင်ဆုံးထိတော့တင်မထားဘူးပေါ့နည်းနည်းလေးပဲထားမယ်ပေါ့နော်ဒါပေတော့ကျွန်တော်တို့အနည်းဆုံးလေးထားကြည့်မယ်အခုလက်နဲ့နိုင်သလောက်အဲ့လိုဒီထားပြီးတော့လောက်ရမယ်ပေါ့နော်ပြီးကြတော့ကျွန်တော်တို့ကဒီလောက်ပြီဆိုရင်လည်းစကုပ်အောက်မှာပဲလုပ်မယ် စကုတ်ကိုကျွန်တော်တို့ကဒီဘက်အပြင်ကိုဆွဲထုတ်လို့ရတယ်အဲကျွန်တော်တို့ဂိုင်းရောအန်းနေတက်ထားတာပိုကောင်းတယ်ပေါ့နော်တို့အပြင်ကိုဆွဲထုတ်အဲ့မှာဒီလိုတေချာလေးအဲစကုတ်ကနေတစ်ချက်ကြည့်ရမယ်ပေါ့နော်ဒီလိုလေးအနီးကက်ကြည့်ရမယ်ပေါ့နော်နီးကက်ကြည့်ပြီးကျွန်တော်တို့ကစားရမယ်ပေါ့နော်အဲဒီနေသားလေးတွေ့ရတယ်ပေါ့ဘေးကတော့စကရရဒီကောနာနေနာနေရနော်အဲ့လိုလေးတွေ့ပြီဆိုရင်ပြီးကျတော့ ဆဆမ်းမယ်ဆိုရင်ကျွန်တော်တို့ကဒီမီကတ်တိတ်လေးဘေးကနေကတ်ပေးလိုက်လေရတယ်ဒါကတော့လူလူပူပူပေါ့ကျွန်တော်တို့ကလက်နည်းနည်းပါးပါးလွန်သွားရင်ဘေးမှာနည်းနည်းရှက်ထိသွားတယ်ဆိုရင်ဒါလေးနဲ့ဆိုရင်တော့အောက်ကိုမပွန်းနိုင်ဘူးပေါ့နည်းနည်းသေးသေးမွားမွားဆိုရင်တော့အကာအွယ်ပေးနိုင်တယ်ပေါ့နော်အဲဒါကြောင့်ဒါလေးကိုရင်မို့ဆိုဒီလိုလေးကတ်လိုက်လေရတယ်ပေါ့နော် ဟိုလေးကက်လိုက်ကက်ပြီးတော့မှကျွန်တော်တို့စားရရှိရလေးစားမယ်စားမယ်ဆိုရင်လည်းကျွန်တော်တို့ကဒီ2 you one set မှာသူတို့ခေါင်းတွေအများကြီးပဲလာတယ်လေခေါင်းတွေအများကြီးလာတဲ့အထဲမှာသူအပြားလေးကိုမှအသေးဆုံးဆိုင်လေးပေါ့အပြားကိုအသေးဆုံးဆိုင်လေးဒီအပြားကိုအသေးဆုံးဆိုင်လေးကျွန်တော်ဒီစကော့အောင်မှာရှင်းနေတယ်အသေးဆုံးဆိုင်လေးနဲ့ကျွန်တော်ကစားလိုက်တော့ဒီဒီသူ့ရဲ့အပြားလေးကလေကျွန်တော်တို့ခုနကအပေါက်ထဲမှာဝင် လောက်တဲ့အနေအထားရှိရမယ်ပေါ့အပြားကြီးသွားရင်လည်းဘီးတွေပါသွားပြီးတော့စားမိတယ်လို့ဖြစ်မှာလေ အဲ့တော့ကျွန်တော်စပြီးတော့စားမယ်ပေါ့နော်စားမယ်ဆိုရင်ကျွန်တော်ပြောသလိုစကုတ်အောင်မှာစားမယ်ဖုန်းကိုဒီလိုအပြင်အဲဖုန်းကိုဒီဘက်ကိုထုတ်လိုက်တယ်နော်စားပစ်ခုံရဲ့ဒီဘက်ကိုထုတ်လိုက်တယ်စကုတ်ကိုဆွဲယူလိုက်တယ်ပြီးရင်ကျွန်တော်ဒီမှာတစ်ချက်တစ်ချာကြည့်မယ်အနည်းကလေးတစ်ချာကြည့်ပြီးတော့သူကဘယ်လိုစားမလဲဆိုတော့ဒီအပြားလေးတိုင်းပေါ့နော်ဒီလိုအပြားလေးတိုင်းဖြစ်အောင်ပေါ့နော်တွင်းထဲမှာအပြားပုံလိုပေါ့အတန်းလေးဖြစ်တော့အောင်ဒီကျွန်တော်နည်းနည်းစားမယ်ပေါ့နော် အဲ့ဒါကိုသူ့ရဲ့ပြင်းအားကိုလည်းအနည်းဆုံးကိုရင်ထားကြည့်အများကြီးလိမ့်တင်နေရမလို့နိုင်သလောက်ပေါ့နော်ဒီညာဘက်လက်ကလည်းတေချာလေးကင်မယ်ဘယ်ဘက်လက်ကလည်းဖုံးဖို့တည်တာထိမ့်မယ်ပြီးရင်ဒီလိုအများကြီးလည်းဒီလိုမကတ်နဲ့ကတ်လိုက်ရင်အောက်ကလည်းနှိပ်လို့မကတ်လိုက်နဲ့နော်ကတ်လိုက်ရင်ကျွန်တော်တို့ကဖုံးဖို့ဒီပေါက်နေချင်မှဆိုတော့ဒီလိုလိုခက်မြောက်မြောက်လေးနေပေါ့နော်တက်ကူလည်းခက်မြောက်မြောက်လေးကင်ပြီးနည်းနည်းလေးတော့ထည့်ကြည့်လိုက်ပေါ့နော် အဲ့ဒါလေးမှန်လားဗမှန်ရတယ်ကျွန်တော်ပြောသလိုဆက်ရတင်ရအောင်အများကြီးတင်မထားဘူးလက်မနိုင်မှာဆိုလို့နော်အဲ့လိုနိုင်ကြလောက်လေးတို့လေးဖြည့်ပြီးပါနော်ဒါတော့ကျွန်တော်တို့ကစကောမှာလို့တော့ကြတော့လက်မလွန်နိုင်ဘူးဘောနော်မြင်ရတယ်ဘောနော်နင်းနေပါပါဖေးထီရတယ်ဆိုတာကျူမြင်ရတော့ကျူမြင်ရတဲ့ဘောဖြစ်တာပေါ့ဆက်ပြီးမှမားနိုင်အောင်ဘောနော် ခြေလေးတယောက်ရန်လေးပို့ပါနော်ရန်လေးပို့မယ်ပြီးရင်ဒီဘက်ကိုပြန်လှည့်မယ်ဒီဘက်ကိုပြန်လှည့်ပြီးရန်လေးခွင်းကားလိုပဲခြေလေးတယောက်ပို့လိုက်မယ်နော် ဒီလေးနည်းနည်းလေးဖွင့်ပြီးဒီနေသားနဲ့ကျော်တော့အဲဖြုတ်လို့ရမလားတစ်ချက်စမ်းလဲ။ဘာနဲ့ဖြုတ်မလဲဆိုတော့ဘာလို့ကျွန်တော်တို့ကြောက်လက်ကိုအပြားလေးရှိရင်လေရတယ်။ကျွန်တော်ကတော့ကြောက်လက်အပြားကျွန်တော်ဒီမှာမရှိသေးတော့ကျွန်တော်ကတော့ဖိုးရီဓာတ်သုံးတယ်ပေါ့နော်။ဖိုးရီဓာတ်သုံးတယ်ဖိုးရီဓာတ်နဲ့အဲကျွန်တော်ဒီတိုင်းထည့်ပြီးတော့ဖြုတ်တယ်။ဒီလိုထည့်မယ်ဆိုရင်ဖိုးရီဓာတ်အပြားကနည်းနည်းကြီးနေတာမဆန်အောင်လေ။ဖြုတ်ရမယ့်နေရာမဆန်အောင်ဆိုရင်ကျွန်တော်တို့ကဖိုးရီဓာတ်မဆန်အောင်ဆိုရင် ဟိုဓာသွေးပြဓာသွေးကြောက်နေပဲပြသွေးလိုက်လို့ရတယ်ဒါမှမဟုတ်ကော်ဘက်နဲ့လည်းစားလိုက်လို့ရတယ်ကျွန်တော်ဒီတော့ကော်ဘက်ရှိတော့ကော်ဘက်နဲ့ပဲစားလိုက်မယ်နော်ကော်ဘက်စားရတယ်စားလိုက်မယ်နော်ဒါကိုလည်းဒီတိုင်းအလွတ်စားလို့ရတယ်ဒါမှမဟုတ်စကော့အောင်မှဒီတိုင်းစားပြီးပြည့်ပြည့်လေးရတယ်နော်ဒီအပြားကိုတေးတော်လို့နှစ်ဘုဘတိပဲလို့ပုတ်ပြနေတယ်ပေါ့နော် ုလိုလေးကျွန်တော်ကဖွင့်ပလိုက်တာเนาะအဖျားလေးရေเนาะအဲဒီလိုလေးဖွင့်ပလိုက်တာဖွင့်ပြီးတော့ရင်ဒါလေးကတော်လားတစ်ချက်ကြည့်မျိုးပေါ့เนาะဖုန်းကိုဒီဘက်ကိုခြားထားမယ်ဒါလည်းစကုပ်အောင်မှာပဲကျွန်တော်ကလုပ်မယ်เนาะစကုပ်အောင်မှာဆိုတော့ဒီမနားဒါဆိုရင်ရတယ်တော်ပဲเนาะတော်ရင်ကျွန်တော်တို့3ထားမှာဒီမယ်ဖွင့်ရတာအယူရှိတဲ့အတွက်ကြောင့်မလို့ဂယူဆိုင်တော့လောက်ရမယ်အဲကျွန်တော်တို့ကအရန်ကြီးဖိလိုက်ရင်အရန်ကြီးတကုံဖိ နင်းကံဖိပြီးလက်ရဲဓာတ်တွေပါကျိုးမှာဆိုလို့ပေါ့နော်အဲ့လိုမျိုးလေးလိုအပ်တလောက်ဖိပြီးတော့ဆမ်းမယ်ဖိလို့လို့ရတယ်ဒါကိုတေချာထိမ့်မယ်လက်ကိုလည်းဒီလိုလွန်ပြီးမထိုးမိအောင်ဟိုကျိုးပြီးတော့လွန်ပြီးဖုံးကိုမထိခိုက်အောင်အဲဖုံးကိုလည်းတေချာထိမ့်မယ်နော်ဖုံးကိုလည်းဒီလိုတေချာထိမ့်မယ်ဖုံးလည်းဒီလိုတေချာထိမ့်မယ်နော်တေချာထိမ့်မယ်ပြီးရင်ကျွန်တော်တို့ဒီအရာကိုထည့်လိုက်မယ်ဒီအပြားတိုင်းကိုဒီလိုထည့်လိုက်ပြီးရင်လက်ကိုလည်းဒီလိုဆုပ်ကန်လိုက်တာနော် ပြားလိုက်လွားပါလိုမျိုးစုပ်ကန်နေတာစုပ်ကန်ပြီးဖြည်းဖြည်းလှည့်ကြည့်လိုက်ဖြည်းဖြည်းလှည့်ကြည့်လို့အဲကျွန်တော်ဒီတိတ်လေးခွာလိုက်အောင်မနော်ဖြည်းဖြည်းလှည့်ကြည့်လို့လှည့်ကြည့်တာတောင်ကျွန်တော်စကော့မှာလှုပ်တဲ့အတွက်ကြောင့်မလို့ရွေလားမရွေလားကျွန်တော်တခါလေးမြင်ရတယ်ရွေရွေသွားလားမရွေသွားလားဒီလိုတန်ကြီးကြိုက်တဲ့အလုံးလေးဆိုရင်တော့ဘေးကတင်တာလေးရော ဘာဖြစ်ဖြစ်နည်းနည်းပါးပါးတော့ဆေးပြီးတော့ပုတ်ဆေးပြီးတော့ထည့်လိုက်ပေါ့နော်ထည့်ပြီးတော့ကျွန်တော်တို့ဒီတိုင်းပဲလို့လက်ကိုလေးလူမျိုးဆုပ်ကန်တယ်မှာဒီတိုင်းပဲဒီတိုင်းမျိုးဆုပ်ကန်တယ်ပေါ့နော်တိုင်းကင်ပြီးရင်ထိမ့်ထားတယ်ဒီတိုင်းထိမ့်တာဒီတိုင်းနော်ဒီတိုင်းနော်ဒီတိုင်းနော်ဒီတိုင်းခင်ရနော်ဟင်းဒီတိုင်းလေးဒီတိုင်းကင်ပြီးရင်ကျွန်တော်ကဖြည်းဖြည်းလှည့်ကြည့်လိုက်ရွေ့လာရွေ့လာလှုပ်လာပေါ့နော်လှုပ်တယ်ဆိုရင်တော့ရတယ်မလှုပ်သေးဘူးဆိုရင်လည်းကျွန်တော်ဒီအပြားလေးကိုတခြားလေးပြအောင်လုပ်ပါမယ်နော် နော်မြင်ရှင်းတာမတူနည်းနည်းပါးပါးလှည့်ကြည့်လိုက်လှည့်လေတယ်နော်လေရင်ရတယ်အစီပဲဖြစ်ပြင်းလေးဉာဏ်လေးပဲထိမ့်လေလိုက်မယ်ထိမ့်လေလိုက်မယ်နော်ဒါကကျွန်တော်တို့ဘယ်လိုလိုပေါ်အတန်ကြီးတွေကြိုက်နေရဆိုတော့မှဒီနည်းကလိုရတယ်ပေါ့နော်ဉာဏ်လေးထိမ့်ဖြူလို့ရတယ်နော်လက်ကူလေးဒါဖြစ်ပြင်းထိမ့်တာနော်ဒါဆိုရင်လေလိုက်နော်ဆိုရင်ရပါ အခုလိုမျိုးလေးဖြုတ်ရင်ဖြုတ်ရတာလွယ်တယ်ပေါ့နော်ဟိုဂယူးဆိုင်ရမှာ ကျွန်တော်တို့ကဖြုတ်ရအရန်ကြက်နေရဆိုရင်လက်ဖိတဲ့ချိန်ကိုဂယူးဆိုင်ရမယ်ဟိုအရန်ကြီးအားနဲ့လုံပြီးဘေးကိုသူ့ရအားဘေးရောက်သွားတာဒီကောင်ကျိုးမှာဆိုလို့အဲ့အဲ့လောက်ကြီးရတော့ဖြစ်တော့ဖြစ်ခဲ့တယ်ဂယူးဆိုင်ဖို့တွေ့တာကိုကပြောပြတာပေါ့နော်ဒီလိုမျိုးလေးတနေ့ဖိုးရတာလေးတွေကလည်းကိုကသုံးနေကြအာဆိုတော့ပေါ်တယ်လေအာပေါ်တော့ခုလိုလေးစားပြီးတော့သုံးလိုက်ရင်ဒါအဆင်ပြေရယ်နော် ြစ်လာတယ်မခဲရင်ဘူးပေါ့နော်စားရင်လည်းကျွန်တော်ပြောသလိုလက်လေးနဲ့အသေးချာလေးထိမ့်ပြီးတော့စားမယ်သူ့ရဲ့လက်ပအားကိုလည်းဆက်ရဲ့လက်ပအားကိုလည်းအနည်းဆုံးနေနဲ့အဲအနည်းဆုံးနဲ့ထားပြီးတော့ရင်မဆုံးစားမယ်အနည်းဆုံးနဲ့ထားလို့လိုအပ်တဲ့တင်ပါနည်းနည်းလေးတင်မယ်ကိုလက်ထိမ့်နိုင်ထိမ့်နိုင်သလောက်ထားလို့တော့ရတယ်ပေါ့နော်ဒီတိုင်းလေးဖြုတ်လို့ရပါတယ်အဲ့ဒါလေးကိုပြောပြတာပေါ့နော်ကျေးဇူးပါ